အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်မိနီစာကလေးမလေးကသူ့အမေဝဝစာကလေးမနဲ့အတူတူမပြောမပြောမှထိုက်နေရပေါ့အမေဘယ်ချိန်ကျမှမိုးတိတ်မှာလဲစိတ်မူပွားနဲ့တမီးလေးရဲ့မကြခင်မိုးတိတ်သွားလိမ့်မယ်ပြီးလို့ရှိရင်အရာအလုံးအရင်တိုင်းဖြစ်သွားလိမ့်မယ် ။ဘဝစာကလေးမလေးနဲ့သူ့ရဲ့သမီးမိနေစာကလေးမလိုကမြပြောပင်အောင်မှာထိုင်နေတဲ့အချိန်စိတ်မလေးတကောင်ကအဝေးကနေလာနေတာကိုမိနေလေးကတွေ့သွားတော့တယ်။အမေကြည့်ပါဦး။အရှိမစိတ်လေးတကောင်လာနေရဲ့။ကြည့်ရတာစိတ်မလေးလဲသမီးတို့လိုမျိုးမိုးရီထဲမှာပြဿနာတက်နေရဲ့ထင်တယ်။စိတ်မလေးကသူတို့နှစ်ယောက်စီကိုရောက်လာတော့တယ်။စာကလေးမလေးတခင်နဲ့အတူလာရင်းနဲ့လမ်းထဲမှာလမ်းပြောက်သွားလို့စာကလေးမလေးရဲ့ကိုညီပေးပါနော်။ ။စိတ်မလေးပြိုလာပြီးတော့ငါတို့နဲ့အတူတူလာထိုင်လေ။မိုးတိတ်သွားတဲ့အခါကျငါတို့နဲ့အတူအိမ်ကိုခေါ်သွားမယ်။ငါကကိုဝင်တယ်တယောက်ပါ။ငါရဲ့ပိုက်ထဲမှာကလေးလေးရှိရဲ့။နောက်ထပ်ကြကြမိုးရီထဲမှာနေနေကလေးလေးနေမကောင်းဖြစ်သွားလိမ့်မယ်။မမေသမီးတို့စိတ်မလေးကိုကိုညီမဖြစ်မယ်။သမီးတို့နဲ့အတူတူအိမ်ခေါ်သွားကြရအောင်။သမီးတို့မိုးရီထဲမှာဆိုသွားတော့ဘာဖြစ်လဲ။အိမ်ရောက်တဲ့အခါကျရင်ချအောင်လုပ်လို့ရတာပဲလေ။ကောင်းပြီသမီး။စိတ်မလေးငါတို့နဲ့အတူလိုက်ခဲ့လေနော်။ နောက်တော့ဝါစာကလေးမလေးနဲ့မိမိစာကလေးမတို့ကကိုဝင်တဲ့စိတ်မလေးကိုအင်ကိုခေါ်လာလိုက်တော့တယ်။ကဲညီကွေးမလေးဘယ်အချိန်နှိဒီလိုနေနေမှာလဲ။မိုးကဘယ်အချိန်မှတိတ်မှာလဲသိမှမသိတာ။ဘယ်အချိန်နှိအိမ်မှာနေပြီးတော့အငက်ခံနေရမှာလဲ။အပြင်ထွက်ပြီးတော့တခုခုရှာမှဖြစ်မယ်။အဲ့နောက်မှာဗိုက်စာနေတဲ့ညီကွေးမလေးကအစာရှာဖို့အတွက်အိမ်ကနေထွက်လာတော့တယ်။အစာရှာရင်းရှာရင်းနဲ့ညီကွေးမလေးကစာကလေးမလေးနဲ့စိတ်မလေးတို့တွေ့သွားတော့တာပေါ့။ อืมစိတ်မလေးဒါငါရဲ့စကားကိုနားထောင်ရင်ဒီလိုမျိုးအေးနေရမိုးရပြီမှာစစ်ဆုပ်ပြပူပူလေးလှုပ်တော့လို့ရပြီအဲ့လိုပြောပြီးတော့စိတ်မလေးတို့ရဲ့အနာကိုရောက်လာတော့တယ်စာကလေးမလေးစိတ်မလေးကိုခေါ်ပြီးတော့ဘယ်ဟိုသွားမလို့လဲအန်ဒီစိတ်မလေးကလမ်းမပြီးတော့တောထဲကိုရောက်လာခဲ့တာပြီးတော့စိတ်မလေးကကိုဝင်တယ်လေအဲ့အကြောင်းတမီးရဲ့အိမ်ကိုခေါ်သွားမလို့စာကလေးမလေးရဲ့နင့်ရဲ့အိမ်ကတဲတဲလေးကို ငါပဲစိတ်မလေးကိုငိုင်းကိုခေါ်သွားလိုက်မယ်လေငိုင်းကကြီးရဲ့အပြင်စိတ်နဲ့ကြတယ်တကယ်ကြာ तू ကကလေးမွေးလာမှာပဲအဲ့ဒီအချိန်ကြာစိတ်ပူစရာမရှိတော့ဘူးပေါ့ဒါမဲ့အန်ဒီသမီးကြောက်တယ်ရှင့်အော်ဘာမှကြောက်စရာမလိုပါဘူးစိတ်မလေးကိုငါကယူဆိုင်ပေးလိုက်ပါမယ်သူ့အတွက်မျက်တွေလည်းယူလာပေးမယ်သူ့ရဲ့ကလေးကိုလည်းနှွေးထွေးတဲ့အိယာခင်လေးတွေပေးမယ်လေနှွေးထွေးတဲ့အိယာခင်ဟုတ်လားတကယ်ပဲငါရဲ့ကလေးအတွက်နှွေးထွေးတဲ့အိယာခင်ပေးမှာလား ဟုတ်တာပေါ့ငါသိရလေဒီလိုအချိန်မှာကလေးလေးတွေကနှွေးထွေးတဲ့အိမ်အခင်းကိုလိုရလေဒါဆိုလည်းကောင်းပြီဆံကလေးမလေးရငါမြေခွေးမလေးနဲ့အတူလိုက်သွားလိုက်တော့မယ်အနည်းဆုံးတော့သူ့ရဲ့အိမ်မှာငါကလေးအတွက်အိမ်အခင်းရတာပေါ့ကောင်းပြီလေစိတ်ကြိုက်လို့လို့ရပါတယ်အဲ့နောက်မှာတော့စိတ်မလေးကမြေခွေးမလေးနဲ့အတူလိုက်သွားတော့တာပေါ့မြေခွေးမကရှေ့ရလျှောက်ပြီးတော့စိတ်မလေးကအနောက်ကနေလိုက်တော့တာပေါ့ဒီလိုနဲ့ပဲမြေခွေးမလေးကစိတ်မလေးကိုအိမ်ကိုခေါ်လာလိုက်တော့တယ် ။ဟာအင်းကအရောက်ကိုကြည့်ရပဲ။ပြီးတော့နေရာတွေလည်းအများကြီးရှိရဲ့။ဒီအိမ်မှာဆိုငါကလေးလေးကပျော်ပျော်နေရမှာ။နေအနားယူအောင်နော်။ငါမျိုးကိုကြောင်ထဲကိုသွားပြီးတော့မင်းမွေးလာအောင်မယ်။အဲ့ဒါမှတအိမ်လုံးနှွေးနေမှာ။မင်းမွေးမလေးကမင်းမွေးပြီးတော့ရှင်နှွေးအိုးကိုတည်ထားလိုက်တော့တယ်။အဲ့ဒီအချိန်မှာစိတ်မလေးကမေးတော့တာပေါ့။ရင်ွေးမလေးဘာလို့ဒီလောက်ကြည့်တဲ့အိုးနဲ့ရင်ွေးတည်နေရတာလဲ။ ။အော်၊နေ့ရက်ကလေးလေးမွေးလာတဲ့အချိန်ကျရင်ငါကိုယ်တိုင်ရှင်နှွေးလေးနဲ့ရေချိုးပေးမလို့လေ။စိတ်မလျာဝမ်းသာသွားတော့တယ်။တကယ်ကရှင်နှွေးတို့တရားတဲ့အကြောင်းရင်းကဆွတ်ဆွတ်ပြုတ်ချက်ဖို့ဆိုတာကိုစိတ်မလျာမသိဘူးပေါ့။စိတ်မလျာငါအခုပြန်လာခဲ့မယ်နော်။တခုမှတ်ထားနော်။အပြည့်ကိုလုံးဝမထွက်နဲ့။အပြည့်မှာမိုးတွေကတအားရွာနေတာ။တော်ကြကလေးလေးကနေမကောင်းဖြစ်လိမ့်မယ်။ကောင်းပါပြီ။အိမ်မှာပဲထိုင်နေပါမယ်။ဒါမဲ့အပြည့်ကနေတကားပိတ်သွားတော့ မဟုတ်ရင်ငါ့ကိုအမဲလိုက်မယ်တောရင်တရိစ္ဆာန်နဲ့ဝင်လာလိုက်မယ်အဲ့နောက်မှာမြေခွေးမလေးကအိမ်ကနေထွက်သွားလိုက်တော့တယ်နောက်တော့တဖြည်းဖြည်းနဲ့သူ့ရဲ့အမဆီကိုသွားလိုက်တာပေါ့အမရေသွားကိုထပ်အောင်လို့သွားသွေးလိုက်အောင်ဒီနေ့စိတ်ဆုပ်ပြုတ်စားရတော့မှာအဲ့စကားကိုနားထောင်ပြီးတော့မြေခွေးမလေးရဲ့အမကပျော်လွန်းလို့ထပ်ခုန်လိုက်တော့တယ်စိတ်ဟုတ်လားအမစိတ်သားစားမှာနော်ဟုတ်ပါပြီဟုတ်ပါပြီအမကစိတ်သားစားလိုက်ညမကစစ်စုပ်ပြတော့မှာ ညီမအခုပဲကျွတ်တော်နေခန်းကျင်နေနဲ့ငြိုပြီးတွားอยู่လာအောင်မယ်။ညီကွဲမလီကသူ့ရဲ့အမကိုအကြောင်းဆုံးပြောပြီးတော့ထွက်သွားလိုက်တော့တယ်။အမေဘိုက်စာနေပြီးဘယ်အချိန်မှထမင်းချက်မှလဲရင်။တမိအမေအခုပဲထီးဆောက်ပြီးတော့အတီးရွက်တွေတွားဝင်လာအောင်မယ်။မောကဘယ်ချိန်မှတိတ်မှလည်းမသိဘူးအမေတို့အာလူဟင်းချက်စားကြတာပေါ့အဲ့လိုပြောပြီးတော့ဝဝစားကလေးမကအင်ကနေထွက်လာတော့တယ်မြေခွေးမလေးကဈေးမှာကျက်တူရဲ့ဆိုင်ကနေကျက်တူနီခရမ်းကျင်နီနဲ့ငရုတ်သေးဝင်နေတဲ့ချိန် ဘောဝါစာကလေးမကလည်းအနောက်မှာရက်နေရပေါ့။ဦးလေးကျွတ်တည်းခရမ်းကျင်သည်ရုပ်သေးနဲ့ပြီးတော့စိတ်တိုင်းချက်ဖို့အတွက်မဆလာလေးနဲ့ထည့်ပေးလိုက်။ဟမ်ညီကွေးမဘာလို့ကျွတ်တည်းနဲ့မဆလာလေးဝယ်နေရတာလဲ။မဟုတ်မှလည်းတော့ तू ကစိတ်မလေးကိုတတ်ပြီးတော့စားဖို့ပြင်နေတာတော့မဟုတ်တော့ပါဘူးနော်။ဘောဝါစာကလေးမကမြင်မြန်ပြန်သွားပြီးတော့ညီကွေးမလေးအိမ်ကိုမရောက်လာခင်မှာ အရင်ဦးဆုံးဝဝစားကလေးမကအင်းကိုရောက်လာတော့တယ်စိတ်မလေးငါနဲ့အတူတူလိုက်ခဲ့ဒီမှနေအန်နီရဲ့ကြုံရလိမ့်အန်နီရဲ့ဟာလားဘယ်ကအန်နီရဲ့လဲဘာဖြစ်လို့လဲမြေခွေးမစိတ်ထားရမ်းကောင်းတာအဲ့ဒီမြေခွေးမရမ်းကိုရက်ဆက်တာဈေးမှာကျတူနီခင်းအချင်းနီးနဲ့စိတ်သားရင်ချက်ဖို့အတွက်မတ်စလာဝဲနေရတွေ့ခဲ့တယ်တေချာပေါက်နင့်ကိုစွပြုတ်လောက်ပြီးတော့တောက်တော့မယ်ထင်တယ်အဲ့စကားကိုနားထောင်ပြီးတော့စိတ်မလေးကလန့်သွားတော့တယ်နောက်တော့ ဘဝစာကလေးမလေးကစိတ်မလေးကိုခေါ်ပြီးတော့အိမ်ကိုရောက်လာတော့တာပေါ့ငါရဲ့အိမ်လေးကတေးတာမှန်တယ်ဒါပေမဲ့ဒီမှာဆိုရင်လုံလုံချုံချုံနေရမှာအမေစိတ်မလေးကိုအိမ်ခေါ်လာလိုက်တာကောင်းသွားတယ်မဟုတ်ရင်ရက်ဆက်တဲ့မြေပွေးမှာစိတ်မလေးကိုစားပြီးနေလောက်ပြီအမရေအမသွားရအောင်ညီမလိုအပ်တဲ့ပစ္စည်းအားလုံးဝယ်လာခဲ့ပြီအခုသွားပြီးတော့ဆစ်ဆုပ်ပြုတ်လုပ်ပြီးတော့အတူတူတောက်ကြရအောင် အဲ့နောက်မှာမြေခွေးမလေးကသူ့ရဲ့အမကိုခေါ်ပြီးတော့အိမ်ကိုရောက်လာတော့တယ်။စိတ်မဗမာလဲဟင်ညီမလေး။ဟဲ့စိတ်မဘယ်ကိုရောက်သွားတာလဲ။ခုနလေးတည်းအိမ်မှာထားခဲ့တဲ့ဥစ္စာကိုတေချာပေါ့ညီမလေးကိုအတန်တရားဝင်သွားလို့ဖြစ်မှာ။အဲ့အကြောင်ဒီကနေထွက်သွားလိုက်တာ။အဲ့လိုနဲ့ပဲမြေခွေးညီမနှစ်ယောက်ရှံဖြစ်လာကြတော့တယ်။အမကြောင့်နဲ့ညီမလည်းငဲ့ရပြီ။အမကနောက်ကျနေတာကို စိတ်မလေးကလုံလုံကြုံကြုံနဲ့စားကလေးမရဲ့အိမ်ထဲမှာထိုက်နေရပေါ့ညရောက်သွားတော့တဲ့မီနီစားကလေးမကလည်းစိတ်မလေးရဲ့ဘေးနားမှာအတိုက်ကိုထားပြီးတော့အိပ်ပျော်သွားတော့တဲ့ခဏကြာရဲနောက်မှာတော့ဝဝစားကလေးမကအိပ်ပျော်သွားတော့တဲ့အဲ့နောက်မှာစိတ်မလေးကအရင်အောင်ချစ်ဖို့ကောင်းတဲ့စိတ်ကလေးလေးကိုမွေးဖွားလိုက်တော့တဲ့ကလေးလေးရဲ့မဲမဲအတန်ကြောင့်ဝဝစားကလေးနဲ့မီနီစားကလေးမတို့ကလန့်တော့သွားတော့တဲ့စားကလေးမလေးရဲ့ကြည့်ရတာကလေးလေးကချမ်းမှုဖြစ်မယ် မမေအိမ်မှာဒီကလေးလေးကိုပေးဖို့အတွက်နှွေးတဲ့အိတ်ရခဲလည်းမရှိဘူးအမေကမီးမွှေးလိုက်မယ်လေဒါဆိုတအိမ်လုံးနှွေးသွားလိမ့်မယ်အဲ့နောက်မှာဝဝစားကလေးမကမီးမွှေးလိုက်တော့တယ်ခဏအတွင်းခဏအတွင်းမှာပဲတအိမ်လုံးကနှွေးသွားတာပေါ့အဲ့ဒါကြောင့်စိတ်ကလေးလေးကအိပ်ပျော်သွားတော့တယ်တညာလုံးမိုးကမိကက်ဖန်နဲ့ရွာသွန်းနေတော့တယ်နောက်နေ့မနက်ရောက်တဲ့အခါမှာတော့မိုးကတိတ်သွားတော့တယ်နေမင်းကြီးကလည်းထွက်ပေါ်လာတော့တယ် ဘဝစားကလေးမကအိမ်အပြစ်မှာထိုင်နေတဲ့အချိန်ညီကွေးမလေးကအဲ့ဒီနေရာကိုရောက်လာတော့တယ်။စားကလေးမလေးရေအဲ့ဒီစိတ်မလေးဘယ်ရောက်သွားလဲသိလား။ကြည့်ရတာအန်နီတို့ကိုကြောက်ပြီးတော့ထွက်ပြေးသွားတာဖြစ်မယ်။ "तू ကကြောက်ပြီးတော့ထွက်ပြေးသွားတာမဟုတ်ဘူး။တမီးကိုယ်တိုင်သွားခေါ်လာတာ။ဘာလို့လဲဆိုတော့အန်နီရဲ့အကြောင်းတမီးသိသွားလို့လေ။ကျက်တော်နီ KN စီနီနဲ့မတ်လာဟုတ်လား။အန်နီကဆွဆွပြုတ်လို့ဖို့အန်နီကဆွဆွပြုတ်လောက်တော့ဖို့လုံနေရလေ။" ဟာမဟုတ်တာအန်ဒီကအာလိုဟင်ချက်မလို့ပါဒီကနေထွက်သွားစမ်းမဟုတ်ရင်တပိထုတ်ယူပြီးရိုက်မှာနော်မြေခွေးမလေးကအဲ့ဒီနေရာကနေထွက်သွားလိုက်တော့တယ်ဟိုဟာစာကလေးမကလည်းချက်ချင်းအိမ်ထဲကိုဝင်လာလိုက်တာပေါ့နောက်တော့စိတ်မလေးကိုပြောလိုက်တော့တယ်စိတ်မလေးမြေမြလုတော့အခုချက်ချင်းအိမ်ကနေပြန်မဖြစ်နိုင်မယ်မဟုတ်ရင်မြေခွေးမချင်းသေးဘီရင်ကြီးကိုခေါ်ပြီးတော့နောက်တစ်ခါပြန်လာနိုင်လောက်တယ် ငါ့ကိုကူညီပေးတဲ့အတွက်ကျေးဇူးပါနော်စာကလေးမလေး။နေဘက်မှာတော့ငါ့ရဲ့အိမ်ကိုလိုက်ရှာလိုက်မယ်။နောက်တော့ဘွာစာကလေးမကစိတ်မလေးနဲ့အတူလိုက်တော်လိုက်တော့တယ်။တွားရင်တွားရင်နဲ့တော်ရဲကနေအပြည့်ကိုရောက်သွားတော့တယ်။ဟိုးရှေ့ကအိမ်ကငါ့ရဲ့အိမ်လေး။ငါနဲ့အတူစိတ်မလေးတွေအများကြီးတခင်နဲ့အတူနေကြတာ။ဟုတ်ပါပြီ။ဒါဆိုရင်သွားတော့နော်။တေချာပေါင်းနှောင်းနေလဲလာတွေ့မယ်။အဲ့လိုနဲ့ပဲစိတ်မလေးကလုံခြုံစွာနဲ့အိမ်ကိုပြန်ရောက်သွားတော့တယ်။ ဘဝစာကလေးမကတော့တောထဲကိုပြန်တန်းလာတော့တာပေါ့စိတ်မလေးနဲ့ကလေးလေးကိုစောက်ရှောက်နိုင်နေတဲ့အကြောင်းဘဝစာကလေးမကရောက်ဝမ်းသာနေတာပေါ့ဘဝစာကလေးမကသူ့ရဲ့စိတ်မလေးကိုအယမ်းချစ်တာပေါ့သူ့ရဲ့စိတ်မလေးရဲ့နာမည်ကစွတီဖြစ်တော့တယ်တမီးလေးမိနီဒီမှာစွတီနဲ့အတူနေခဲ့နော်အမေအစာရှာဖို့တော်လာအောင်မယ်ဟုတ်ကဲ့မေ ဒါမဲ့မင်းမြန်တော့ပြန်လာခဲ့နော်။อืมပြီးတော့ငါ့အတွက်လည်းအသီးချို့ချို့လေးယူလာပေးရမယ်နော်။မမီရဲ့မဟုတ်လား။မမီရပေါ့။မနေ့တော့ကတိပေးထားရလေ။ဒီနေ့တော့တေချာပေါ့အသီးတွေယူလာခဲ့ပေးမယ်။ဘောကစားကလေးမကအစာရှာဖို့အတွက်ထွက်သွားလိုက်တော့တယ်။အဲ့နောက်မှာမီနီစားကလေးမကစိတ်မလေးရဲ့ဘေးနားမှာတောထိုင်လိုက်တော့တာပေါ့။စီတီစိတ်မလေးကမျက်စားနေတာပေါ့။မျက်စားရင်စားရင်လည်းစီတီစိတ်မလေးကမင်းမဝဲကိုတောလိုက်တော့တယ်။ ကာလူကြီးကန်းနဲ့တင်းတင်းကြီးကန်းမလေးတို့ကစာကလေးမလေးရဲ့စိတ်ကိုကြည့်နေကြတာပေါ့ကိုကာလူရဲ့ဝဝရဲ့စိတ်မကိုဖမ်းခေါ်သွားတဲ့ချိန်ရောက်ပြီထင်တယ်ဟုတ်တယ်ငါတို့အဲ့ဒီချိန်ကိုစောင့်နေတာကြာပြီ နောက်ဆုံးတော့ငါတို့အတွက်အခွင့်အရေးရောက်လာခဲ့ပြီပဲတင်းတင်းကြီးကန်းမလေးနဲ့ကာလူကြီးကန်းတို့ကပြန်ပြီးတော့စွတ်တီစိတ်မလေးစီကိုရောက်လာတော့တယ်စိတ်မရေညဒီမှာဘာလုပ်နေရလဲမိနေရအိမ်ပြန်သွားပြီငါတို့နဲ့လိုက်ခဲ့မြို့ကိုအိမ်လိုက်ပို့ဝေးမယ် ဒါမဲ့ခုနကတော့ဒီမှာရှိနေသေးရဲ့လေအာသူအိမ်ပြန်သွားတာငါတွေးလိုက်တယ်မြန်မြန်သွားချရအောင်ကွာမဟုတ်ရင်ချင်းသိမ်းရောက်လာပြီးတော့နင့်ကိုစားနေလိမ့်မယ်ချင်းသိမ်းနာမည်ကိုကြားပြီးတော့စွတီစိတ်မလေးကလန့်သွားတော့တဲ့နောက်တော့ကာလူကြီးကန်းတို့နဲ့လိုက်သွားလိုက်တာပေါ့မိနေဆောင်ကလေးမကလိပ်ပြလေးတွေရဲ့အနောက်ကိုပြေးလာရင်းနဲ့ဆော့ကစားနေတော့တယ်အဲ့ဒီအချိန်မှာသူ့ရဲ့စိတ်မလေးကိုတတိရသွားပြီးတော့အော်ခေါ်လိုက်တော့တယ်စွတီစွတီဘယ်မှာလဲရင် ဒါပေမဲ့မိနီရဲ့စိတ်မာလီကိုကာလူတီကန်တို့ကခေါ်သွားလိုက်ပြီပေါ့စိတ်မာလီကဘယ်ရောက်သွားရလဲငါစိတ်မာလီကိုတယောက်တည်းထားခဲ့ပြီးတော့လက်ပြလေးတွေရဲ့အနောက်ကိုမလိုက်လာခဲ့တဲ့ဦးမိနီစိတ်မာလီကစိတ်ပူသွားတော့တယ်ဟိုဘက်ဒီဘက်လိုက်ရှာတော့တာပေါ့ကာလူတီကန်တို့ကစိတ်မာလီကိုအဝေးကြီးကိုခေါ်သွားပြီးတော့ဘသူမှမရှိတော့တဲ့တောထဲမှာတစ်ပင်နဲ့တွဲချီထားလိုက်တော့တယ်ကာလူနေပါလို့ငါ့ကိုဒီမှာဖမ်းထားရတယ်နေပြတော့အေးကိုခေါ်သွားပေးမယ်ဆို ငါနေပြောနေရလေငါနဲ့ရောငါရဲ့တငယ်ချင်းမြေခွေးစီကိုခေါ်သွားပေးမယ်ငါတို့တငယ်ချင်းမြေခွေးကစိတ်ဆုပ်ပြုတ်လှုပ်ပေးလိုက်မယ်ငါတို့အတူတူပေါင်းပြီးတော့စိတ်ဆုပ်ပြုတ်တော့ရတာပေါ့အဲ့စကားကိုနားထောင်ရင်းနဲ့စိတ်မလေးကလန့်သွားတော့တယ်ဟမ်နင်တို့ကငါ့ကိုလှည့်ပြားပြီးတော့ဒီကိုခေါ်လာခဲ့တာပဲကိုကလူရေကျမတို့ငငယ်လေးသွားပြီးတော့မြေခွေးအန်တီကိုသွားခေါ်ကြရအောင်မြေခွေးအန်တီကဒီစိတ်မလေးကိုခေါ်သွားလိုက်မယ် ညနေမှာဝဝစားကလေးမလေးကစဘာနဲ့အသေးနံနေကိုယူပြီးတော့ပြန်လာခဲ့တဲ့အချိန်မိမိစားကလေးမကငိုနေရပေါ့။ဘာဖြစ်တာလဲသမီး။ဘာလို့ငိုနေရလဲ။ပြီးတော့စွတီစိတ်မလေးရောဘယ်ရောက်နေရလဲ။အမေသမီးကိုခုတ်လို့ပေးပါနော်။သမီးလေးပြလေးတွေအနောက်ကိုလိုက်နေတဲ့အချိန်လေးစွတီကဘယ်ချိန်မှဘယ်ဟိုသွားလိုက်လဲမသိဘူး။ဟာဒုက္ခပါပဲ။ စစ်တီတာအဝဲရောရောက်သွားလို့အိမ်မပြန်လာတဲ့ရင်တော့တော်ရင်တရိษံကြီးကစားတော့လောက်မှာအဲ့နော်ဝဝစားကလေးမကသူ့ရဲ့သမီးကိုခေါ်ပြီးတော့စွတ်တီစိတ်မလေးကိုရှာဖို့အတွက်တောထဲကိုထွက်လာလိုက်တော့တဲ့အဲ့ဒီအချိန်မှာရုတ်တရက်ကြီးရာသီဥတုကပြောင်းလဲသွားတော့တဲ့မိုးတိထန်စွာရွာလာတော့တဲ့သမီးလည်းမိမိဒီလောက်မိုးရွှာနေရအခုဆိုစိတ်မလေးကဘယ်မှာမိုးခေါ်လောက်မလဲမသိဘူးအမေ မဟုတ်ပါလွယ်ရောစိတ်မလေးကအိမ်ပြန်သွားပြီလားမသိဘူးတမီးတို့အိမ်ကိုပြန်ပြီးတော့သွားကြည့်ရအောင်လေอืมတမီးပြောရလဲဟုတ်သားပဲအဲ့ဒီနောက်မှာဝဝစာကလေးမလေးနဲ့မိနေစိတ်မလေးတို့ကအိမ်ကိုရောက်လာကြတော့တဲ့ဒါပေမဲ့စွတီစိတ်မလေးကိုမတွေ့တော့ဘူးပေါ့အဲ့ဒါကြောင့်လဲဝဝစာကလေးမကစိတ်ဆိုးသွားတော့တဲ့မိနေတမီးတို့ပြောရမဟုတ်လားစွတီကိုဆောက်ရှောက်ပါလို့ဟုတ်ပါတယ်အမေ ။တမီးလည်းပဲသိပါမလဲ။လက်ပြနောက်ကိုလိုက်ရင်းနဲ့အနှဲငယ်အဝေးကိုရောက်သွားတဲ့အချိန်မှာစိတ်မလေးကလည်းတနည်းအားဖြင့်ထွက်သွားလောက်မယ်ဆိုပြီးတော့လေ။အန်ဒီ၊အန်ဒီ၊မြေမြေလေးတော့ကြရအောင်။အန်ဒီကိုစောင့်နေရသူရှိရဲ့။ဘသူလဲ။ဘသူကငါ့ကိုစောင့်နေရလဲ။ကျွန်တော်တို့ဝဝစစ်တီစိတ်မလေးကိုဖမ်းလာခဲ့ရဲ့။တောထဲမှာဖမ်းထားတယ်။အဲ့စကားကိုနားထောင်ပြီးတော့မြေခွေးအန်ဒီကဝမ်းသာလုံလို့ထခုံလိုက်တော့တယ်။ ။နင်တို့ကမှငါရဲ့တကယ်ချင်းကောင်းနေငါအတွက်စဉ်းစားပေးကြရပဲ။အဲ့ဒီနောက်မှာကာလူကြီးကတော့မြေခွေးအန်တီကိုစွတ်တီစိတ်မာလီစီကိုခေါ်လာလိုက်တော့တယ်။စိတ်မာလီကကာလူကြီးကနဲ့မြေခွေးတို့လာနေတာကိုအဝေးကနေတွေ့လိုက်တော့တယ်။အဲ့ဒါကြောင့်စိတ်မာလီကမျက်လုံးကိုမှိတ်ပြီးတော့မြေပြင်ပေါ်မှာလှဲနေလိုက်တော့တယ်။နောက်တော့အသက်ရှူရက်ထားလိုက်တော့တာပေါ့။ကာလူကြီးကငါမြေခွေးကိုခေါ်ပြီးတော့စွတ်တီစိတ်မာလီစီကိုရောက်လာတဲ့အချိန်မှာစိတ်မာလီကလှဲနေတာကိုကြည့်ပြီးတော့တင်တင်ကြီးကမာလီကပြောလိုက်တော့တယ် ကိုကလူရေခုနတော့အတော့စိတ်မလေးကအကောင်းကြီးပါ ရုပ်တရက်ဘာဖြစ်သွားတာလဲကြည့်ရတာအကြောက်လိုမီသေသွားတယ်ထင်တယ်သူ့ကိုကြိုးဖြီပေးလိုက်ငါတို့သူ့ကိုမပြီးတော့ငါ့အိမ်ကိုခေါ်သွားကြမယ်သေသွားလဲဘာဖြစ်လဲရေခွေးရနီကတေနေရဲ့စိတ်ဆိုလဲစားတယ်အဲ့နောက်မှာကာလူကြီးကန်းကစိတ်မလေးကိုကြိုးဖြီပေးလိုက်တော့တယ်စိတ်မလေးကမျက်လုံးမမေးလေးဖွင့်ပြီးတော့ကြည့်လိုက်တော့တာပေါ့အဲ့နောက်မှာအခွင့်ကောင်းကိုယူပြီးတော့စွတ်တီစိတ်မလေးကထွက်ပြေးတော့တယ်စိတ်မလေးကမြင်မြန်ပြေးတော့တာပေါ့ ကာလူရဲ့လိုက်ဖန်ဆန်းစိတ်မလေးကတော်တော်လဲတာပဲစိတ်မလေးကတောင်းတထဲကိုထွက်ပြေးပြီးတော့ချုံမုတ်ထဲမှာပုန်းနေလိုက်တော့တယ်ကာလူကြီးကနဲ့သူ့ရဲ့အပေါင်းပါမြေခွေးရန်တီတို့ကစိတ်မလေးကိုလိုက်ရှာတော့တာပေါ့ကိုကာလူရဲ့မိုးတန်နဲ့အေးအေးတန်ကြောင့်ကျွန်မတကူလုံးလဲကြိုက်ခဲနေပြီအိမ်ပြန်ကြရအောင်နော်စိတ်မလေးကလွတ်သွားပြီနဲ့တူတယ်ဘာမှမဖြစ်ပါဘူးမနေ့ပြန်လိုက်ရှာကြမယ်မိုးတိုက်တာနဲ့စိတ်မကိုရှာဖို့အတွက်ထွက်ကြတာပေါ့ အဲ့လိုပြောပြီးတော့မြေခွင်းနဲ့ခြေကန်းတို့ကအင်ကိုလိုက်သွားလိုက်ကြတော့တယ်သူတို့အလုံးပြန်သွားတဲ့နောက်မှာစစ်တီစိတ်မလေးကဟိုဘက်ဒီဘက်ကြည့်ပြီးတော့ဖြည်းဖြည်းချင်းစီချုံပုတ်ထဲကနေထွက်လာလိုက်တော့တယ်တော်ပါသေးရဲ့သူတို့သွားလိုက်လို့အခုငါအမြန်ဆုံးအင်ကိုပြန်မဖြစ်မယ်အဲ့နောက်မှာတော့စိတ်မလေးကမဲမဲလို့ပြီးတော့អော်တော့တာပေါ့အိမ်ထဲမှာထိုင်နေတဲ့ဝဝစာကလေးမလေးနဲ့မိနေစာကလေးမလေးတို့ကသူတို့ရဲ့စိတ်မလေးရဲ့အတန်ကိုကြားတော့တယ်သမီးလေး ဒါအမေတို့ရဲ့စွတ်တီအံဖြစ်မယ်။အမေအမေမြင်မြင်သွားကြရအောင်။တေချာပေါက်စွတ်တီကဒုက္ခနဲ့ကြုံတွေ့နေရတာချင်းနဲ့။အဲ့နောက်မှာဝဝစာကလေးမနဲ့မိနီစာကလေးမတို့ကအိမ်ကနေအပြင်ကိုထွက်လာကြတော့တဲ့။နောက်တော့သူတို့စိတ်မလေးရဲ့အတန်ကြာရနေရာကိုသွားရင်းနဲ့စိတ်မလေးစီကိုရောက်သွားတော့တဲ့။ဟဲငါရဲ့စွတ်တီလေးနေဖယ်ဟိုသွားရလဲငါနေရနေရာတိုင်းမှာလိုက်ရှာနေရဟိုကလူကြီးကနေရသူတို့ကငါ့ကိုလိန်ပြီးတော့ခေါ်သွားကြတာလေး ပြီးတော့မြေခွေးမကလည်းငါ့ကိုစားတော့မလို့တော်ပါသေးတယ်ဟာငါသူတို့ရူးပြန်လောက်ပြီးတော့အဲ့ဒီနေရာကနေထွက်ပြေးလာခဲ့တာအင်းကိုတော့ထားရအောင်လေစင်တီလေးလည်းချမ်းနေရောပေါ့အင်းကိုရောက်တဲ့အချိန်မှာဝဝစားလေးမကစိတ်မလေးကိုအမိုးအောင်မှာခြိထားလိုက်တော့တယ်ဘာမှစိတ်မပူနဲ့နော်စင်တီတ냐လုံးဒီမှာရှိနေပြီမယ်အဲ့ဒီကြီးကနေနောက်တစ်ခါပြန်လာတဲ့အခါကျရင်ငါတို့ပေါင်းပြီးတော့သူတို့ကိုပညာပြရမယ်။ငါကြောက်တယ်။အရင်ကကြောက်တာပဲ တို့ငါ့ကိုနောက်တစ်ခါဖမ်းပြီးတော့တတ်လိုက်မလို့လို့မလဲငါတို့အလုံးပေါင်းပြီးတော့ကြီးကနေနဲ့မြေခွေးတွေကိုအနိုင်ယူကြမယ်အဲ့နောက်မှာဝဝစာကလေးမကပြင်းနေမုံသားမှာထိုင်နေလိုက်တော့တယ်ဒုက္ကချောင်းဝင်ရဲ့ဘေးနားမှာထားထားတာပေါ့ညတကောင်ကြော်တဲ့အချိန်မှာစွတ်တီစိတ်မလေးကစကားပြောချင်လာတာကြောင့်တူတူလေးမဲမဲနဲ့អော်နေတော့တာပေါ့ဘာလို့လဲဆိုတော့စွတ်တီကစိတ်မလေးဖြစ်တာကြောင့်စကားမပြောပဲမနေနိုင်ဘူးလေကုကာလူကြီးကြားရလားကြားတယ် ဒါဝဝရဲ့စိတ်မှလည်းစွတ်တီးရဲ့အတမ်းပဲမိုးရွာနေတာဆိုတော့အားလုံးကအိမ်မှာပဲအနားယူနေကြမှာอืมအဲ့လိုဆိုမှတော့တွားကြရအောင်အဲ့ဒီစွတ်တီးစိတ်မှလေးကိုတွားဖက်ကြမယ်ကြီးကန်းနေမယားနေအောင်လောကအိမ်ထဲကနေထွက်လာကြတော့တယ်နောက်တော့မိုးရီထဲမှာပြန်တန်းလာရင်းနဲ့စိတ်မှလေးစီကိုရောက်လာကြတော့တယ်အဲ့ဒီအချိန်မှာစိတ်မှလေးကဟောက်ပြီးတော့အိတ်နေတာပေါ့ကိုကလွေစိတ်မှလေးကအိပ်ပျော်နေရပဲကြည့်ပါဦးလားဟောက်ပြီးတော့တော့အိတ်နေတာ ကိုချိုးဖီပေးလိုက်မယ်။ကိုချိုးဖီလိုက်မယ်။နင်ကတရားရောက်လာမလားကြည့်ထားအောင်။ကာလူကြီးကန်းကချိုးဖီကိုလှုပ်နေတဲ့အချိန်မှာစိတ်မလေးကသူ့ရဲ့ဂျုံနဲ့ကာလူကြီးကန်းရဲ့ဘိုက်ကိုထိုးလိုက်တော့တယ်။အဲ့ဒါကြောင့်ကာလူကြီးကန်းကအဝေးရောလွန့်သွားတော့တာပေါ့။သေပါပြီ။သေပါပြီ။ဘဝစားကလေးမကဓာတ်ကိုယူပြီးတော့ရောက်လာတော့တယ်။မိနီစားကလေးမကလည်းလိုက်လာတာပေါ့။နောက်တော့အလုံးပေါင်းပြီးတော့ကြီးကန်းလင်မယားကိုရိုက်ရိုက်လိုက်ကြတော့တယ်။ စ်တီဆိုင်မာကြီးကသူ့ရဲ့ဂျုံနဲ့ကြီးကန်းတွေကိုထိုးလိုက်တော့တာပေါ့ကိုကလူရဲ့ကျမကဲပါဦးတင်းနေရဲ့တင်းနေကိုရဲ့ချရာအာအာငါရဲ့ချရာကကျိုးပါပြီအကျင့်မကောင်းတဲ့ကြီးကန်းတွေနောက်တစ်ခါငါရဲ့စိတ်မာလေးကိုထိရရင်ထိကြည့်အသေးတက်ပြစ်မယ်နင်းမြတ်စောတုံးပြီးတော့ကြီးကန်းတွေမြန်နှစ်အောင်လုံးကထွက်ပြေးသွားကြတော့လေအင်းကြည့်ရတာသူတို့နှစ်အောင်လုံး ဒီလိုနောက်တစ်ခါလာရဲတော့မှမဟုတ်ဘူးနောက်တော့သူတို့အားလုံးကရီလိုက်ကြတော့တယ်စွတီစိတ်မလေးကအတန်ကြဲကြဲနဲ့អော်လိုက်တော့တယ်စွတီစိတ်မလေးရဲ့အတန်ကရဲအောင်တာယာနေတာပေါ့